မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပံပြန်လဲကျူဆူနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူကခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ကတော့ပေးလူခြင်းနဲ့ပတ်သက်ပြီးတော့မှပေါ်ပြခြင်းနဲ့နှုတ်ကပတ်တရားဒေသနာဖြစ်ပါတယ်အဓိကဝေငှခြင်းနဲ့စကားတခွန်းကဘာလဲဆိုတော့အလူရှင်နေစိတ်ကြိုက်တရားမဟောပါနဲ့ ကိုပေးလူတဲ့အခါမှာလဲကိုရဲ့စိတ်ကြိုက်ဟောပေးပါလို့မတောင်းဆိုပါနဲ့ဆိုမှခွန်အားပေးချင်တာဖြစ်ပါတယ်လူမျိုးတန်းစားနှစ်ရက်ကိုကျွန်တော်ဖော်ပြသွားတယ်ပထမအဦးဆုံးတစ်မျိုးကအမှုတော်ဆောင်ကျွန်တော်တို့တရားဟောနေတဲ့သူတွေအမှုတော်ဆောင်တွေတရားဟောနေတဲ့သူတွေမှာပြဿနာနှစ်ခုရှိတတ်ပါတယ်အဲ့ဒါပါလဲဆိုတော့အလူရှင်တွေ line မှာ spot ပေးတဲ့အခါမှာ sponsor ပေးတဲ့အခါမှာပေးလူတဲ့အခါမှာသူတို့ရဲ့စိတ်ကြိုက်ဟောမိတတ်တယ်ဒုတိယတစ်ခုကသူတို့အပြစ်လုံနေလို့ရှိရင် သူတို့ကိုမပြောရဲပဲနဲ့ကျွန်တော်တို့ကနှုတ်ပိတ်နေတတ်တယ်။မျက်စိတစ်ဖက်မိတ်တစ်ဖက်ဖွင့်ထားပေးတတ်တယ်။ဥပမာအသင်းတော်ထဲမှာအသင်းတော်ဒီတစ်ခုကိုအမြဲတမ်းပတ်စံပေးနေအများကြီးပေးလူနေတဲ့သူတယောက်ကဖျားမကြိုက်တာတစ်ခုခုလုပ်နေတယ်ဆိုရင်အမှုတော်ဆောင်တွေကမပြောရဲကြဘူးဖြစ်လာတယ်။ဒါအမှုတော်ဆောင်တွေရဲ့အားနည်းချက်ပြင်ဆင်ရမယ့်အရာ။ဒါကြောင့်ဒီကနေ့မနေ့မှာပထမဦးဆုံးအမှုတော်ဆောင်ကျွန်တော်အပါဝင် အခုနားထောင်နေတဲ့အမှုတော်ဆောင်အလုံးအလုံးကိုကျွန်တော်ခွန်အားပေးခြင်းတယ်နှုတ်ကပတ်တော်အတိုင်းတတိရှိရှိရဲရဲတောက်တောက်ဟောပါနင်ငါ့ကိုပေးလူနေလို့ငါမပြောရဲဘူးဆိုတဲ့ပုံစံမဖြစ်ပါစေနဲ့လူမျက်နာထောက်တာထက်ဖျားမျက်နာကိုထောက်မှရဲရဲတောက်တောက်ဟောပါတမာကျင်းစာထဲမှာတမန်တော်တွေလည်းအဲ့လိုမျိုးကြုံခဲ့ရတယ်လေတမန်တော်ဝတ္ထုအခန်းကြီး၄အငယ်၁၆ထဲမှာဒီလိုဖော်ပြတယ် တမန်တော်ဝုထုခန်းကြီးလေးငယ်၁၉ထဲမှာပေတရုနဲ့ယောဟန်တို့ကလည်းဖယားသခင်၏စကားတော်ကို နားထောင်တည်ထက်တင်တို့၏စကားကိုတာ၍နားထောင်တော်ဖယားသခင်ရှေ့မှာကောင်းမီမကောင်းမီတို့ကိုစင်ချင်၍စီရင်ကြလောငါတို့ဒီကြားလျက်မြင်လျက်ရှိသောအရာတို့ကိုမဟောမပြောဘဲမနေနိုင်ဟုထိုသူတို့အားဆိုကြ၏တစ်ချိန်လုံးကဘာသာရေးကောင်းဆောင်နေနော်တကက်ဘာသာဝင်နေပဲနော်ဖယားကိုတီးတဲ့သူတွေပဲနော် တမန်တော်ကိုတားမြစ်တာမဟောနဲ့မပြောနဲ့ဆိုမှတားမြစ်တာတကက်ဖိအားနဲ့ဖိလာတာနော်ဒါပေမဲ့တမန်တော်တွေကမဟောဘဲနဲ့ကြောက်စိတ်နဲ့အဲ့လိုမျိုးနေနေရလားမနေဘူးနော်တမန်တော်တွေကပြောတယ်ဖယားရဲ့စကားကိုငါတို့ကနားထောင်ရမှာလားနေတို့ပြောတဲ့စကားကိုငါတို့ကနားထောင်ရမှာလားငါတို့ကဖယားစကားကိုပဲနားထောင်မယ်ဆိုမှအဲ့လိုဆုံးဖြတ်သွားတာရဲရဲတောက်ဟောသွားတာဒါကြောင့်ချစ်တော်ညီကိုမောင်တော်မများ ျွန်တော်တို့ဒီကနေ့အမှုတော်ဆောင်တွေလဲရဲရဲတောက်ဟောဖို့လိုတယ်နှုတ်ကပတ်တော်တာဟုတ်တယ်ဆိုရင်ဘဒုမျက်နာမှထောက်เสียအကြောင်းမရှိပါဘူးတဲ့တဲ့တာဟောပါရှိမိမှပြောင်းလဲလာမှာလေဒီကနေ့အမှုတော်ဆောင်တွေကဘယ်လိုမျိုးအခက်ခဲကြုံနေရလဲဘယ်လိုမျိုးအားနည်းမှုကြုံနေရလဲဆိုတော့ကိုယ့်ကိုအမြဲတမ်းအလူပေးလာတဲ့အလူရှင်ကိုမပြောရဘူးဖြစ်လာတယ်အပြစ်ကိုမဖော်ပြရဘူးဖြစ်လာတယ်ဥမာအသင်းတော်မှာသင်အုပ်ဆရာတယောက်က အသင်းတော်ထဲမှာအမြဲတမ်းစပွန်ဆာပေးနေတဲ့သူเนาะအလူတင်းရာချီတင်းခေါင်ချီပေးလူတဲ့သူတယောက်ကို အပြစ်လို့နေမှန်းသိရသားနဲ့မပြောရဲပဲနဲ့တွန့်တူနေတဲ့ပုံစံဖြစ်နေတာဒီလိုဆိုလို့ရှိရင်ကျွန်တော်တို့အမှုတော်ဆောင်တွေအပြစ်ရှိသွားလိမ့်မယ်မပြောပဲနဲ့နေနေတယ်ဆိုရင်ဖျားစကားကိုနားထောင်တာမဟုတ်တော့ဘူးလူစကားကိုတွန်းနားထောင်လိုက်ပြီအပြစ်ကိုကျွန်တော်တို့ကအခွင့်ပေးလိုက်ပြီအသင်းတော်ထဲမှာ အပြစ်ကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာအခွင့်ပေးလိုက်ပြီကိုကတော့လှုပ်တာမဟုတ်ဘူးဒါပေမဲ့အပြစ်လှုပ်တဲ့သူကိုကျွန်တော်မပြောရဲဘူးဘာလို့လဲပတ်စံမရမှာဆိုလို့ငါအဲ့လိုပြောလိုက်လို့ရှိရင်ပတ်စံလာပေါက်ပိတ်သွားလိမ့်မယ်ဟာငါပတ်စံမရနိုင်တော့ဘူးအဲ့လိုထင်သွားရင်မှမပြောရဲပဲနဲ့နေနေတဲ့သူတွေအများရှိတယ်အဲ့လိုမျိုးမပြောရဲပဲနဲ့နေနေတဲ့သူကကိုယ့်ရဲ့ဝမ်းအတွက်ပဲအလုပ်လုပ်နေတာတဲ့ပတ်စံအတွက်ပဲအလုပ်လုပ်နေတာကျဲစာထဲမှာအဲ့လိုပြောရလေကျွန်တော်ဖတ်ပြမယ်နော်ယောမအောဝရာစာခန်းကြီး16အငယ်18နဲ့18မှာအဲ့လိုပြက်ပြက်တတဖော်ပြတယ် ညီအကိုတို့တဲ့တင်တို့ခံရပြီးတော့ဆုံးမဩဝါဒနဲ့စန့်ကျင်ဘက်ဖြစ်တော့တင်းခွဲခြင်းမာယွန်ချင်းအကြောင်းကိုပြုတ်တက်တော့သူတို့ကိုမှတ်၍ရှောင်ကြလောဟုငါတတိပေး၏တဲ့အကြောင်းမူကားထိုတို့တော့သူတို့ဒီငါတို့သခင်ခရစ်တော်၏အမှုကို မဆောင်ရွက်ဘဲလေမိမိတို့ဝမ်းဤအမှုကိုသာဆောင်ရွက်၍လောကဝတ်စကားနှင့်ချို့မော့သောစကားအဖြစ်စိတ်ကောင်းသောသူတို့ကိုလက်ဖြားတတ်ကြ၏ ယုံကြည်သူတွေကိုလက်ဖြားတတ်တယ်တဲ့ဘာလို့လဲဆိုတော့တချို့အမှုတော်ဆောင်တွေကဖခင်ရဲ့အမှုကိုဆောင်နေတာမဟုတ်ဘူးငွေနောက်ပဲလိုက်နေတာပတ်စံရဖို့ပဲလုပ်နေတာအမှုတော်ဆောင်တွေကိုပေးလို့တာအမှုတော်ဆောင်လက်ခံတာဒါပြဿနာမရှိဘူးနော်ဘာလို့လဲဆိုတော့အမှုတော်မြတ်မှာပေးလို့ရမယ်လို့ကျွန်တော်တို့ခေါ်လို့ရတယ်ဒါပေမဲ့အသင်းအနမအလူလိုက်ခံလို့မရတာနော်ဟိုဝမ်းစာအတွက်ပဲကြည့်ပြီးတော့မှတရားဟောနေလို့မရတာအပြစ်ရှိတဲ့သူကိုအပြစ်ရှိပါတယ်လို့တဲ့တဲ့ကြီးပြောရရမယ် ဘာလို့လဲဆိုတော့တရားဟောတဲ့သူတွေတရားဟောတဲ့အခါမှာချော့မော့တဲ့စကားပဲတုံရတာမဟုတ်ဘူးအပြစ်ကိုဖော်ပြရတယ်ကျဲစာထဲမှာဘလို့ပြောလဲဒီလိုပြောတယ်လေအာတိမောတေဩဝါရစာဒုတိယဆောင်အခန်းကြီး၄အငယ်ညစ်ထဲမှာခန်းကြီး၄အငယ်ညစ်ထဲမှာနှုတ်ကပတ်တရားကိုဟောပြောလို့အချိန်ရှိတယ်ဖြစ်စေမရှိတယ်ဖြစ်စေစ조사အားထုတ်လို့အပြစ်ကိုဖော်ပြလို့ဆုံးမချင်းကိုပြုလို့ချစ်တော်ညီကိုမောင်မများဒီမှာကြည့်နော်အမှုတော်ဆောင်တွေဘာလို့ရမလဲ အပြစ်ရှိတဲ့သူကို အပြစ်ဖော်ပြရတယ်။ဆုံးမဩဝါဒပေးရတယ်။ဒါကြောင့်ချစ်တော်ညီကိုမောင်တော်မများအထူးသဖြင့်အမှုတော်ဆောင်နေကျွန်တော်တို့ကအလူရှင်မျက်နှာကိုကြည်မှတရားဟောနေတယ်ဆိုရင်ဖခင်ရဲ့စကားကိုနားမထောင်ဘဲနဲ့အလူရှင်ရဲ့စကားကိုအလူရှင်ရဲ့ချုပ်ကန့်ခြင်းကိုပါသွားလိမ့်မယ်။သူတို့သူများတွေပေးလူလာတာဟိုပါလေလက်မခံရဘူးလို့မဆိုလို့နော်ညီကိုမောင်မတွေပေးလူလာတာကျွန်တော်တို့ခံယူရမယ်ဘာလို့လဲအမှုတော်မြတ်မှလည်းငွေလိုတယ်လေ ဒါပြက်တနာမရှိပါဘူးပြက်တနာကဘာလဲဆိုတော့အဲ့ဒီအလူရှင်နေအပြစ်လုံနေတဲ့အခါမှာကိုမပြောရဲဘူးဖြစ်လာတယ်ဘာလို့လဲဆိုတော့ငွေမရတော့မှဆိုးလို့အတင်းတော် မှာပဲဖြစ်ဖြစ်အမှုတော်ဆောင်တယောက်အတွက်ပဲဖြစ်ဖြစ်အမြဲတမ်းအလူငွေအများကြီးအများကြီးလာပေးနေတဲ့တယောက်ကအပြစ်လုံနေတယ်ဆိုရင်ကျွန်တော်ကမပြောရဲတော့ဘူးဒီလိုမျိုးဖြစ်နေတယ်ဆိုရင်တင်ကလေစာတန်ကြော့ခင်းထဲမှာရောက်နေပြီတင်ကလေပတ်စံနောက်လိုက်သွားနေပြီတင်ကလေဖျားအမှုတော်ဆောင်တာမဟုတ်တော့ဘူးတင်ရဲ့ဝမ်းစာအတွက်ပဲအမှုတော်ဆောင်နေတော့မယ် ကျမ်းစာတွေကအဲ့လိုမျိုးလူဖြစ်သွားပြီလွဲမားတဲ့အမှုတော်ဆောင်ဖြစ်သွားလိမ့်မယ်။ဒါကြောင့်အမှုတော်ဆောင်တွေအမှုတော်ဆောင်တွေအလူရှင်စိတ်ကြိုက်လိုက်မဟောပါနဲ့။အလူရှင်စိတ်ကြိုက်အသက်မရှင်ပါနဲ့။ဖယားစိတ်ကြိုက်အသက်ရှင်ပါ။ဖယားရဲ့တဘောနဲ့တရားဟောပါ။အပြစ်ရှိရင်အပြစ်ရှိတယ်ထောက်ပြပါ။တချို့အလူရှင်တွေကဒီလိုမျိုးလာပြောတဲ့သူရှိတယ်နော်။ဆရာရဲ့အမှုတော်မြတ်မှာဒီလောက်ပါဝင်မယ်။ဒီအကြောင်းမဟောပါနဲ့တော့ဒီအကြောင်းပဲဟောပေးပါ။ No 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 ဘလောက်ပဲပေးပေးကျမ်းစာပြောတဲ့အတိုင်းကျွန်တော်တို့ဟောရမှာပဲ။ အပြစ်ဖော်ပြတဲ့ဟာမပြောနဲ့သူများမုံခံရမယ်ဆိုအမုံခံရရင်မဟောရမယ်လေအပြစ်ဖော်ပြရမယ်လေအပြစ်ကိုအပြစ်ကိုအပြစ်လို့ပြောရမယ်လေအပြစ်ကနေနောင်တရလာဖို့ရင်ကျွန်တော်ဆွဲခေါ်ရမယ်လေဒါအမှုတော်ဆောင်တွေရဲ့တာဝန်ပဲဒါကြောင့်ကျွန်တော်တို့အလူရှင်တွေကိုလည်းကျွန်တော်ခွန်အားပေးခြင်းနဲ့အခုနားထောင်နေတဲ့ညီကိုမောင်တို့တွေကိုလည်းကျွန်တော်ခွန်အားပေးခြင်းနဲ့ပေးလူချင်းဆိုတာလေအမှုတော်ဆောင်တယောက်တော့ချုပ်ကင်ဖို့မဟုတ်ဘူးဆရာကြီးဒီလိုပေးလူမဲ့ဒီလိုဟောပေးဆိုမှပြောရင်ဖရာရဲ့သဘောမဟုတ်တော့ဘူး ်မင်းတမဇက်သွင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ကတန်ရှင်တော်ဝိညာဉ်တော်ရဲ့အလုတ်ကိုသွားလှုပ်လို့ရကြတယ်တန်ရှင်တော်ဝိညာဉ်တော်ကအမှုတော်ဆောင်တွေကိုဘယ်လိုဟောရမလဲဆိုတာလမ်းပြတာလေတူထိတာလေကျွန်တော်တို့ကအဲ့ဒီအလုတ်ကိုသွားလှုပ်မှသွားလှုပ်နေတာဆရာကြီးဒီမှာဒီလောက်ပေးလို့မယ်ဒီလိုဟောပေးဆိုမှသွားရင်မှခိုင်းနေဆိုရင်ဒီလိုဆိုရင်လုံးဝမာရွားပြီအမှုတော်ဆောင်တွေမာလို့ရှိရင်တတိပေးလို့ရတယ်ဆိုပေမဲ့အမှုတော်ဆောင်တွေကိုဒီအတိုင်းဟောပေးပါဆိုရင်မှကျွန်တော်တို့ကသွားချုပ်ကင်လို့မရပါဘူးဒါကြောင့်အလူရှင်တွေ ကျွန်တော်တို့အခုနားထောင်နေတဲ့ပေးလူတက်တဲ့ညီကိုမောင်တို့မှလည်းတတိထားပေးလူမှုဘိုင်းမှာကောင်းကြီးရချင်တယ်ဆိုရင်ဘာမှစိတ်ထဲမှာချုပ်ကန်ချင်စိတ်မရှိဘဲနဲ့ပြက်ပြက်တတာတော့ကြည်ကြည်နက်နက်လွတ်လွတ်လပ်လပ်ပေးလူလိုက်ပါဒါမှဒါလင်ဘုရားသခင်တင့်ကိုကောင်းကြီးပေးမယ်တို့မဟုတ်လို့ငါတော့ဒီအတင်းတော်မှာဒီလောက်များများပေးလူထားလို့ငါငါသဘောအတိုင်းလုပ်ရမယ်လို့တွိုင်းမှအတင်းတော်တစ်ခုတွားချုပ်ကန်နေဆိုရင်တင်ကိုယ်တိုင်လမ်းလွဲသွားပြီညီကိုမောင်တို့ ဒီအတိုင်းလုတ်ပေးပါလားဆိုမှတောင်းဆိုလို့ရပေမဲ့ဒီအတိုင်းလုတ်ရမယ်ဆိုမှအသင်းအတော်မကြီးတော့လုတ်လို့မရဘူးဒါကြောင့်အမှုတော်ဆောင်တွေကိုလည်းအမှုတော်မြတ်မှာဒီအတိုင်းလုတ်ပါလားဆိုမှအကြံဉာဏ်ပေးလို့ရပေမဲ့ငါပေးလို့မယ်ဒီအတိုင်းလုတ်ပါဆိုမှအသင်းအတော်မချုပ်ကင်လို့မရဘူးတကယ်လို့အသင်းအတော်မချုပ်ကင်မယ်ဆိုရင် စာတန်ကြော့ကင်းထိုင်ဝင်သွားလိမ့်မယ်လို့ခွန်အားပေးနေနှီးကုံချုပ်ပါတယ်အတူတူကဆုတောင်းရအောင်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနေ့မှလည်း ပေးလူတဲ့ခါမှာကျွန်တော်တို့ပေးလူချင်းခံရတဲ့အမှုတော်ဆောင်နဲ့ပေးလူတဲ့ညီကိုမောင်မတွေနှစ်ဖက်လုံးတတိထားစရာလေးတွေကျွန်တော်တို့တတ်ရှင်တော်ဝိညာဉ်တော်တုံတင်နဲ့မဆရတယ်ဂျေစုတင်နဲ့ကျွန်တော်တို့ရဲ့တက်တာထဲမှာလူမျက်နာမထောက်ပဲဖျားမျက်နာကိုတော့ကြည်မှရဲရဲတောက်တရားဟောနိုင်ဖို့ယင်အလူရှင်တွေအပြစ်လုတ်ခဲ့ရင်လဲရဲရဲတောက်အပြစ်ကိုဖော်ပြတတ်ဖို့ယင်တတ်ရှင်တော်ဝိညာဉ်တော်ခွန်အားပေးပါဖျားတဘောအတိုင်းရှိအသက်ရှင်တော့စက်ကတ်တော့အမှုတော်ဆောင်ကောင်းဖြစ်စေပါအလူရှင်နေညီကိုမောင်တို့မတွေကိုလည်း တတ်ရှင်တော်ဝိညာဉ်တော်ပေါ်ပြပါပေးလူလိုက်ပြီးမှအသိန်းတော်ကိုချုပ်ကင်ဖို့မဟုတ်ပဲပေးလူလိုက်ပြီးမှအမှုတော်ဆောင်တွေကိုချုပ်ကင်ဖို့မဟုတ်ပဲတာတနာမှာတာ၍တတောင်းတနရာကနေထောက်ပံ့နိုင်တဲ့သူဖြစ်ဖို့ရန်ကောင်းကြီးအရှံပေရဖို့ရန်ကိုတော်မဆပါမိကြောင်းဂျေဇုတော်ချင်းမွန်လျက်ဆုတောင်းတဲ့ခါမှာကဲတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖခင်အာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့